ဟဲ့ဟိုဆရာနဲ့တူစာပိုက်တစ်ပိုက်လိုက်ရေးပြီးတော့အင်္ဂလိပ်စာစွမ်းရည်ကိုမြင့်တင်လိုက်ပါဒီနေ့ရေးမယ့်အကြောင်းအရာလေးကတော့စီးပွားရေးလုပ်ငန်းရှင်ဆိုတာဘယ်လိုလူမျိုးလဲဆိုတဲ့အကြောင်းအင်္ဂလိပ်လိုရမှာဖြစ်ပါတယ်မနေ့ကတော့ကြာတော့ဆရာတို့ကအဲဒီဝန်ထမ်းဆိုတာဘယ်လိုလူမျိုးဖြစ်တယ်ဒီနေ့မှတော့စီးပွားလုပ်ငန်းရှင်ဆိုတာဘယ်လိုလူမျိုးဖြစ်လဲဆိုတဲ့ usage တွေတော့မှာဖြစ်ပါတယ်လက်တွေ့ဘဝမှာလည်းအသုံးဝင်နိုင်တဲ့ရေးဟန်နေတဲ့ meaning တွေကိုရရှိမှာဖြစ်တဲ့တွေ့ရောဆိုင်လန်နာတွေကနေတိုင်းမပြတ်မကွက်ဒီနေ့ကိုတပုတ်လိုက်ပြီးတော့ရေးရပါမယ်ကဲဒီလုံးဆရာအဲရှင်းပြပေးမယ်ပေါ့နော်ဆရာနဲ့ရင်းနေကြဆရာရဲ့လန်နာများကတော့ video လေးခဏလေးရှင်းပြပြီးကိုပေါ့ရဆိုင်ရည်ကြီးလို့ရပါပြီ အဲဆရာတော်ဟူရှိပြပြပြီစီးပွားရေးလုပ်ငန်းရှင်ဆိုတာတဲ့စီးပွားရေးလုပ်ငန်းရှင်ဆိုတာလေးကိုဒီမပြောဘူးမစီးပွားရေးဆိုတဲ့ဟာလေးကိုဘယ်လိုခေါ်လဲဆိုရင် business လို့ခေါ်တယ်နော်စီးပွားရေးလုပ်ငန်းဆိုတာဗာလေ business တော့စီးပွားရေးလုပ်ငန်းရှင်ဆိုတာ business man ပေါ့ဟုတ်ပါဘူးပြည်တခုခဲရဲ့ရှေ့မှာအိမ်မဟုတ်ရင်တည်ထရမယ်ဒါကဘယ်စီးပွားရေးလုပ်ငန်းရှင်မဆိုရည်ညွှန်းချင်တာဖြစ်တဲ့အကြောင်းမတိကျဘူးလို့ဆက်ပြီးတော့ဆရာအေးသုံးလိုက်တယ်အဲ့တော့ a business man subject ပြီးသွားရင်ပြောသွားမလဲ verb ကိုသွားတယ်ဘာဖြစ်လဲဖြစ်ပါတယ်ဆိုတော့ is ဲ့တော့ a businessman is ဘာဖြစ်တာလဲလူတယောက်ဖြစ်ပါရဲ့ဆိုတော့ is a person စီမံခန့်ခွဲတဲ့သူနော်ဒီစီမံခန့်ခွဲတဲ့ဆိုတဲ့နေရာမှာ door ဆိုတဲ့ဟာလေးမြုပ်ထားတယ်စီမံခန့်ခွဲ door သူပါအဲ door သူဆိုတာလေအဲ့လိုဆိုတာဘယ်လိုရလဲဆိုရင်ဦးလို့ခေါ်တယ်ဒါ relative pronoun လို့ခေါ်တယ်ဒီလူကိုပြန်ပြီးတော့ညွှန်းတော့ပါလောဆယ်စီဝိုင်းလုပ်ငန်းရှင်ကတော့လူတယောက်ဆိုတာပဲရှိသေးတယ်ဘယ်လိုလူမျိုးဆိုတာမသိသေးဘူးဘယ်လိုလူမျိုးဖြစ်တယ်ဆိုတော့ဒီနောက်ကနေပြီးတော့ relative pronoun နဲ့ဆက်ပြီးတော့ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတော့ပြောပြရမှာ တို့ရဲ့ကိုပိုင်စီးပွားရေးကိုစီမံခန့်ခွဲတဲ့လူအာ subject ကဟူးကိုတိုင်မှာ subject ဆိုတော့ vet လာမယ်စီမံခန့်ခွဲဆောင်ရေးလို့ပြောခေါ်လဲဆိုရင် manage လို့ခေါ်တယ်ဒါပေမဲ့ business မှာတယောက်ဖြစ်တဲ့တကြောင် manage မှာဆရာတော့ဘာလို့ပြောလဲဆိုရင် STR ဘဝမှာ STR ဒါဒီဒီ CV ကိုနည်းနည်းခတ်တဲ့ဒီ CV မတိုင်ခင်ကအနည်းစားအောက်တက်ကြည့်ဖို့ရက်30ဆိုပြီးတော့အခြေခံစာပြီးတင်တဲ့ CV မှာပြောထားပြီးပြီဘဝအောင်တော့ရင်တစ်ခုကိန်းမှာတစ်ခုကိန်းဆိုရင်ဘဝမှာ STR ပဲပေါ့ manage ဘာလို့စီမံခန့်ခွဲရလဲ သူ့ရဲ့ကိုယ်ပိုင်စီပွားရေးဆိုတော့သူ ਈ ဆိုတော့ his ကိုယ်ပိုင်ဆိုတော့ own စီပွားရေးဆိုတော့ business ဟုတ်ပြီအဲ့တော့ businessman is a person who manage his own business သူကပတ်စံရဖို့ထုတ်ကုန်တွေဒါမှမဟုတ်ဝန်ဆောင်မှုတွေကိုရောင်းချပါတယ်တကယ် subject နဲ့ပဲစာမယ် he အလေကားကောင်တွေများတယ်လို့မရေးတဲ့ subject ပဲဘက်ကိုသွားလိုက်မယ်မဟုတ်တာလေရောင်းချရဲဆိုတာ sell တယောက်တည်းဖြစ်တယ် verb 1ဖြစ်တယ်တခုကိစ္စဘောမှာ s ထည့်ရမယ် he says subject verb ပြီး object လာမယ်ဘာကိုရောင်းတာလဲ ထုတ်ကုန်တွေမဟုတ်ရင်ဝန်ဆောင်မှုကိုရောက်တယ်ထုတ်ကုန်တွေအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင် product လို့ခေါ်တယ် or ဒါမှမဟုတ်လည်းဝန်ဆောင်မှုတွေတော့ဘယ်လိုခေါ်လဲဆိုတော့ service လို့ခေါ်တယ်အများဆို services ဘာလို့ဖို့ရောက်လာလဲပတ်စံရဖို့ရောက်တယ်ဖို့တို့ရန်တို့တို့ရတာလို့ဆိုတာ true နဲ့တော့ရတယ် to ပတ်စံရတာကိုတော့ and နဲ့ကိုသုံးတယ်မြင် to and money သူကပတ်စံရဖို့အတွက်နှစ်မျိုးရောင်းလို့ရရဲ့ဘာရောင်းလဲ products ထုတ်ကုန်ရောင်းရောင်းမရောင်းရင် services ဝန်ဆောင်မှုတွေကိုရောင်းတယ်စီးပွားရေးမှာအောင်မြင်မှုရောချာရှုံးမှုရော ရှိနိုင်တယ်တဲ့အဲ့တော့စီးပွားရေးမှာဆိုပြီးအပိုင်းလို့ယင်စကက်ဆက်လို့ယူလိုက်မယ် in business comma အောင်မြင်မှုရောကြာရှုံးမှုရောရှိနိုင်တယ်ရှိနေဆိုတော့ဟိုပိုင်ရှင်ပိုင် has have နဲ့တော့ရမယ်ပိုင်ရှင်မပါဘဲနဲ့ရှိတာဆိုတော့ there is there are နဲ့တော့ရမယ်ဆရာသင်ထားပြပြီအဲ့တော့ there နဲ့တော့လိုက်မယ် is amala ဟိမာလေးနိုင်တယ်ဆိုတဲ့ဟာလေးပြောင်းခံထက်လိုက်တယ် there can ဒါဆိုရင် is there are ကြီးသွားလိုက်လို့မရတော့ဘာကြောင့်လိုက်လို့မရလဲ can the model ဖြစ်တယ် model နောက်မှာ verb 0ပဲလိုက်ရမယ် MSR ဆိုတာ1 Watsware ဘာတူဆိုတာ1ဘာတူလည်းခွင့်မရှိဘူး original MSR Watsware original ဘာစီရိုဒီ B ဖြစ်တယ်။ဒါကြောင့် there can be ဆိုတာရှိနိုင်သည်ဆိုတဲ့ဖြစ်တာ there is and ရှိသည် there was ရှိခဲ့သည် there can be ရှိနိုင်သည်။ဘာရှိနိုင်တယ်အောင်မြင်မှု as you CCE as a success or အမှွင့်ကြရှုံးမှု failure success အောင်မြင်မှုလည်းရှိနိုင်တယ် failure ကြရှုံးမှုလည်းရှိနိုင်ပါတယ်။တခါတည်းရန်နဲ့အဲကိစ္စရပ်တွေကအဆင်ပြေတယ်။တခါတည်းရန်ဆို sometimes ပေါ့ ။ဆက်ကစအနေနဲ့ frequency ကိုသုံးတာဖြစ်တယ်။ကိစ္စရက်တွေအစင်ပြေတယ်။ကိစ္စရက်တွေဆို things things are okay လို့သုံးလိုက်ရတယ်။နောက်အစင်ပြေတာလေးကိုဘယ်လိုလေးမှတ်ထားမလဲ။နောက်တစ်မျိုးနော်။ things go ဆိုပဲ go ဆိုတော့ကောင်းကောင်းမွန်သွားတယ်ဆိုတာအစင်ပြေလို့ပြောခြင်းလား။ဒါပေမဲ့ but တခါတည်းရန် sometime ဘာလဲခက်ခဲတွေလည်းရှိတယ်ရှိမြန်ပြီဒါပေမဲ့ဒီမှာရှိနိုင်တယ်ဆိုတော့မဟုတ်တော့ခံသုံးစားပြောတော့ there is there ပဲသုံးတော့မယ်အခက်ခဲကများတယ်ဆိုတော့ there are ပေါ့ ခက်ခဲရတာ difficulty ပေါ့အာ difficult difficulty အခက်ခဲလေးတွေရှိနိုင်တယ်ဒါအကြီးရဆက်လိုက်အများဖြစ်သွားပြီပေါ့စီးပွားရေးသမားအကောင့်တယောက်ကတဲ့စီးပွားရေးသမားအကောင့်တယောက်စီးပွားရေးသမားကိုအရင်ကြီးလက်မယ် business man စီးပွားရေးသမားအကောင့်ဆိုတာကကောင်းသောစီးပွားရေးသမားဆိုတာဒီမှာ group ထည့်လိုက်မယ်တရားဖြစ်အောင် A နဲ့ဆက်လိုက်မယ်တော့ a good businessman စီးပွားရေးသမားအကောင့်တယောက်ကပညာသားပါပါတွေးရရမယ်ဆိုရင်ဘယ်လိုရလဲဆိုရင် mass နဲ့ရမယ် must be တွေးတာ think must think တွေးရမယ်ဘယ်လိုတွေးရမလဲပညာသားပါပါတွေးရမယ်ဆိုတော့ wisely လို့ခေါ်တယ် wise ဆိုပညာရှိသော wisely ပညာရှိစွာဒါပညာသားပါပါတွေးရမယ် comma ပြင်းပြင်းထန်ထန်အလုံးလုံးရမယ်အလုံးလုံးတော့ဘယ်လိုခေါ်လဲဆိုရင် work work ပြင်းပြင်းထန်ထန် hard work hard ဒီမှာဘာဝမ်းနေဖြစ်ပြီးတော့အဆမထရအောင်ပုံတော့ဒါဘာဝမ်းမဟုတ်ဘူးဒီချိန်မှာအဲဒါမှလည်း math ဆိုရ model version ရတယ်ဒါဒီမှာ value တွေပဲတောင်းရတယ် as set လို့မရတော့ model batch ရှိနေလို့ဒီလိုခံလိုမျိုး model batch ရှိနေလို့ can crush your show we would me my master model batch လို့ခေါ်တယ်အဲလောလောလာမပြီးတော့ဆိုတော့အဲဘယ်တော့မှအရှုံးမပေးရပါဘူးတဲ့ never give up ဒါပြီးစပါတမတယောက်ဖြစ်ရမယ်ဆိုရင်စဉ်းစားပုံအားစဟိုဝန်ထမ်းတယောက်စဉ်းစားပုံနဲ့မတူပါဘူးဟိုဉာဏ်ပညာရှိရှိစီးပွားရေးဆက်ဆက်စဉ်းစားတတ်ရမယ်အလုံးလုံးရင်းလဲအဲတာဝန်လေးပြီးရောမဟုတ်ဖက်နဲ့ဓာတ်ထပ်ပို့ပြီးကြော်လွန်နိုင်အောင် လောက်ရမျိုးရှိမယ်ပြီးရင်အရှုံးတွေဆိုတာဖြစ်လာတယ်နဲ့ကိုကရှေ့ဆုံးမှာဥဆောင်ရတဲ့ဖြစ်တဲ့အခါကျတော့အဲ့ဒီအရှုံးတွေကိုရင်ဆိုင်ပြီးတော့အရှုံးမပေးဘဲနေရမယ်ဆိုတဲ့ပုံစံမျိုးဟိုကျင့်သုံးရမယ်ပေါ့ဒါ survival လုပ်ငန်းရှေ့ဆိုတဲ့အကြောင်းလေးကိုပြောခဲ့ပြီးဖြစ်ပါတယ်ချက်တော့ပြန်ပြီးချက်လိုက်အောင် a businessman is a person who manages his own business he sells products or services to earn money in business there can be success or failure sometimes things go well but sometimes there are difficulties a good businessman must think wisely work hard and never give up ငါကြာဆိုဒီနေ့မှာလည်းဆရာ vocabulary အသစ်တင်တဲ့ဟိုရေးဟန်အသစ်တွေကိုတိစောက်နည်းတွေကိုဆရာသင်ခဲ့ပေးပြီးဖြစ်ပါရဲ့နေ့တိုင်းဆရာနဲ့တူလိုက်ရခြင်းအပြင်ရေးဟန်အသစ်တွေရော vocabulary အသစ်တွေရောစုဆောင်းမိပြီးတော့အင်္ဂလိပ်စာဆွရင်တိုးတက်ကောင်းမွန်လာမှာဖြစ်ပါရဲ့အားကြောင့်နေ့တိုင်းစူးစမ်းလေ့ကျင့်ကြပါ Friday မှာ